စစ်တွေပါတာလိတ်မှာစစ်ကောင်စီနဲ့ AA ပြန်လည်ပြစ်ခတ်မှုရှိနေပြီးစစ်ကောင်စီကလည်းလက်နက်ကြီးများဖြင့်ပြန်လည်ပြစ်ခတ်မှုရှိနေကြောင်းစစ်တွေတည်နေမြစ်ကပြောသည်စစ်တွေပါတာလိတ်မှာစစ်ကောင်စီနဲ့ AA ပြန်လည်ပြစ်ခတ်မှုရှိနေပြီးစစ်ကောင်စီကလည်းလက်နက်ကြီးများဖြင့်ပြန်လည်ပြစ်ခတ်မှုရှိနေကြောင်းစစ်တွေတည်နေမြစ်ကပြောသည် ပါရာလိတ်ကြီးရွာမှာရှိသောစစ်ကောင်စီ၏တပ်စခန်းများကို ရခိုင်တပ်တော် AA ကစနိုက်ပါများဖြင့်ပစ်ခတ်မှုရှိနေပြီးစစ်ကောင်စီကလည်းလက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်မှုရှိနေကြောင်းစစ်တွေတရင်ရေးမိကော်ပြောသည်ပါရလေးကြီးရွာပါရလေးစိတ်ကမ်းမှာစစ်ကောင်စီတက်စခန်းရှိနေတယ်လို့ခလာယာ232တရင်ခမယာ344တရင်နဲ့ပညာရေးတရင်10ရိုးရှိနေသည်ရင်းတို့မှာလက်နက်ကြီးများအပြင်ပြစ်ခတ်မှုများလှုပ်ဆောင်နေပါသည် ပါရာလိတ်ကျေးရာသည်မေယူမီကန်ဘေးမှာတည်ရှိပြီးပါရာလိတ်စစ်ကန်မှာစစ်ကောင်စီစစ်ရေရင်တင်ပေါ်များလည်းရှိနေကြောင်းသိရပါသည်လုံခဲလီတုံးရက်ခန့်ကပါရာလိတ်ကစစ်ကောင်စီတက်စခန်းအချို့ကိုရခိုင်တပ်တော် AA sniper အဖွဲ့မှပြစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်းစစ်တွေတရင်ရင်းမိကပြောသည် ပြီးခဲ့တဲ့၃ရက်ကအေးဘက်ကနေပါရာလိပ်ဘက်ကတရင်တွေကိုစနိုက်ပါနဲ့ပစ်ခတ်တာရှိတယ်။ထိခိုက်မှုတွေတော့မသိရဘူးစစ်ကောင်စီဘက်ကလည်းလက်နက်ကြီးတွေနဲ့ပြန်ပစ်ခတ်တာမျိုးရှိတယ်။တိတ်တော့မများဘူးတလုံးစားနှလုံးစားလောက်ပဲပြစ်ခတ်တန်းကြားရတယ်လို့ပြောပါရဲ့စစ်တွေမျိုးအနီးစစ်ကောင်စီတပ်ရင်းများကင်းစခန်းများကိုရခိုင်တပ်တော် AA ကပျောက်ကြားတိုက်ခိုက်မှုနဲ့တိုက်ခိုက်နေကြောင်းနဲ့နှစ်ဖက်လုံးကစစ်ဆိုင်ထားသည့်အနေထားဟုစစ်တွေမျိုးခန့်စစ်ရေးတုံးသက်တူတူကပြောပါရဲ့ တစ်ဖက်လုံးကတော့စစ်ဆိုင်ထားတဲ့အခြေအနေပါပဲစစ်ကောင်စီဘက်ကလည်းတော်တော်လေးကိုပြင်ဆင်ထားသလိုအေအေဘက်ကလည်းတိုက်ပြီးရင်ပြန်ဆုတ်သွားတဲ့မျိုးစနိုက်ပါနဲ့လမ်းပစ်တာမျိုးတွေကမကြခဏရှိနေပါတယ်မြူခန်တွေကတော့ဘေးအချင်းပေါက်ကွဲမလဲဘုံကိုစောင့်နေရတာမျိုးပေါ့တိုက်ပွဲအချင်းတွေကိုတော်တော်လေးကိုနားစွန့်နေရပါတယ်လို့ပြောပါတယ် မေလနာဆောင်ကပတ်ကလေဒါကစာရှိတွေဒေတာကုတ်ခေမူစတက်ချနောက်ကြီးကာကင်းစခန်းဖြစ်သောကံကောင်းကျွန်ကျေးဝါရှိစစ်စခန်းကိုရခိုင်တပ်တော်အေအေကဝင်းရောက်စီးနှင်တိုက်ချိုက်ခဲ့ရေးစစ်ကောင်စီတပ်သားအများပြားတေဆုံးသွားသလိုတန်းချက်ကစစ်ကားနှစ်စီးလည်းပျက်စီးမှုရှိခဲ့တယ်လို့သိရပါဗျ။ စစ်ကောင်စီဘက်ကစစ်တွေမြို့အနီးပပတ်လယ်မှာမြေမြုပ်မိုင်များထောင်ထားကတပ်စခန်းအများပြားကိုလည်းတိုးချဲ့ထားပြီးပေါတော်ပုံနာကျွေးနေရတင်းတောင်ဘက်ကိုလက်နက်ကြီးများဖြင့်ပစ်ခတ်မှုများမကြာခဏလှုပ်ဆောင်နေပါတယ်ရန်ပြန်အဆိုပါမြို့နယ်စစ်တွေမြို့အနီးအေးအေးရှိနိုင်ပဲလို့ယူဆသောနေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေနဲ့စစ်တင်ပေါ်များကလည်းကင်းလေဆောင်ရွက်မှုရှိနေပါတယ်။အထူးသဖြင့်ကလာဒန်မစ်ဝင်းနဲ့မေယူမစ်ကြောင်တို့လျှောက် ါရာလိတ်စိတ်ကန်းနဲ့မင်းကျောင်းတရာထိတ်ကိုအထိစစ်ကောင်စီစစ်တင်ပေါ်များမှာတွားရောက်ကင်းလေဆောင်ရွက်နေကြောင်းသိရပါဗျာ။